ဒါကကျွန်တော်အိမ်မှာသုံးပါပါခင်ဗျာဒါဘာပစ္စည်းလဲဆိုတော့ကျွန်တော်တို့ home theater system လို့ခေါ်တယ်ကျွန်တော်တို့ surround sound system ကိုခံစားခြင်းတွေဆိုရယ်လူတွေအတွက်ကျွန်တော် speaker တွေနဲ့ပတ်သက်ရင်ကျွန်တော် crazy ပဲအဲ့တော့ဒါကြီးကိုကျွန်တော်အဲ့ဒီ Dubai လေလံပစ္စည်းတွေတွင်းလာတယ်ဆိုရယ်အကူတွေ go down ကျွန်တော်ရောက်နေတယ် တွေ့တော့ဒီကောင်တစ်လုံးကျွန်တော်မဲ့လာတယ်။သူကျွန်တော်ကိုပြောတယ်ကိုဖိုက်တယ်ကျွန်တော်မှာ7လုံးတော့ရှိတယ်ရောင်းပေးပါဆိုတော့ကျွန်တော် unboxing လုပ်ရင်းနဲ့ပြပေးမယ်ကျွန်တော်နဲ့အကြိုက်တူတဲ့လူတွေရောင်းပေးမယ်နော်။ဒါကြီးကဆက်ကလည်းဟိုးရင်ကျွန်တော်တို့ဝယ်ဟိုးရင်တုံးတဲ့ကဝယ်မယ်ဆိုရင်တော့ဒါ LG ကထွက်ထားတဲ့ဟာကြီးနော်။ဒါ official ပစ္စည်းတွေနော်။ဟိုဒူဘိုင်းကနေတယ်လာတဲ့ပစ္စည်းတွေ။ဒီပစ္စည်းကဟိုးရင်တဲ့ကလူကြီးမင်းတို့ဝယ်မယ်ဆိုရင်တော့တစ်ဆက်ကို360 80ဆင်ဝန်းကျင်ရှိတယ်။ဒါတော်တော်ကြာခဲ့ပြီဟိုးရင်တွေကအခုချိန်မှလည်းကျွန်တော်တရားကိုဘာလို့သုံးပြည့်စေပေါက်သွားလဲဆိုတော့ အဲ့ဒီကူကသူ့သူ့ရဲ့ရုံးငန်းထဲမှာသူကတုံးတာတုံးတာတော့ကျွန်တော်ပြောရင်အခုတစ်ချက်ဆန်းကြည့်လို့ရလားဆိုရရတယ်ဘလူးတုပါတယ်ဆိုတော့ကျွန်တော်ဘလူးတုနဲ့ဖွင့်ကြည့်အသံလုံးဝကျွတ်စိန်ကြတကယ်ကြီးက LGS speaker system ဆိုတော့လေအဲ့တော့ကျွန်တော် unboxing ကြည့်ပါမယ် အထဲမှာသူက DVD player set ကြီးပါတယ်ဗျာကျွန်တော်တို့ဒီ kit ကတော့ DVD set ကြီးရဲ့ kit တော့မဟုတ်တော့ဘူးကျွန်တော်တို့ကဒီ set ထဲမှာကျွန်တော်တို့တကယ်သုံးပါက DVD player ထဲမှာပါတယ်ဆိုရဲ Bluetooth စနစ်ရဲ့သူ့မှာပါတဲ့ woofer ကြီးတွေပြီးရင်ဒီ sound bar ကြီးတွေဒီ speaker stand ကြီးပေါ့နော်အဲ့ဒါကြီးတွေကိုပဲကျွန်တော်တို့ကအဓိကသုံးပါ ဒီ DVD player ကတော့ DVD ကိုရှိရင်တော့လည်းထည့်ကြည့်ပေါ့နော်။အဲ့တော့အထဲမှာပထမဦးဆုံးကျွန်တော်တို့ဗာတွေ့ရမလဲဆိုတော့ဒီမှာအကြီးတစ်လုံးပါတယ်။ LG ပစ္စည်းဆိုတာဗျာ DVD DVD player kit တုံးကကျွန်တော်ပြောရေးပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့လူကြီး80ရာခိုင်နှုန်းတော့ LG ကြီးတော့လည်းကျွန်တော်မသုံးနိုင်ဘူးပေါ့ဗျာ။ဘောဇီးရကြီးတာ။ကျွန်တော်တို့ကစမဝင်နိုင်ဘူး။ကျွန်တော်တို့သုံးရင်ဟိုချိုင်းနာအတွက်ဒီအဲဒီမှာဒါ DVD player ကိုမှ LG လုံးဝ share HDMI အဲ့ဒီခစ်တွေကနေ HDMI ရတယ်ဒီပစ္စည်းတွေမှာကျွန်တော်တို့ပုံမှန် China ပစ္စည်းတွေမှာဆိုမလွယ်ဘူးဗျာရေရို3ပင်ဂျိုးနေလားအဲ့တော့3ပင်ဂျိုးကောင်းနေတာတော့မှပါသေးတယ်အဲ့တော့အဲ့ဒါကတော့ DVD player ကြီးနောက်တစ်ခုကကျွန်တော်သေးတာလေးအရင်ထုတ်မယ်ဒါကပါလဲဆိုတော့ကျွန်တော်လည်းမသိဘူးအခုမှကျွန်တော်လည်းကြည့်ရမယ်ဒါဒူဘိုင်းကပါလာတဲ့ကြက်ချီးလေးလားအပုံလေးတွေအများကြီးပဲဒူဘိုင်းကြက်ချီးပါလက်ဆောင်ရဒါကသူ့ရဲ့ speaker တွေကတလုံး ီကောင်ကတိုတယ်ဆိုရင်ဝက်180တောင်ထွက်တယ်နော်ဝက်180ဆိုတာတော်တော်ကြီးကိုကျန်းသွားပြီဒါလေးအောက်ချတာစပီတီချာလေးစီတာပြီးထပ်ပြပေးရှင်လို့ဒါကဘာကြီးလဲဟမ်အိုးဒါစပီကာအောက်ကစတန်းကြီးလေးရွယ်ဒါစပီကာအောက်မှာထိုင်နေအထိုင်ပေါ့နော်စပီကာစတန်းကြီးထောင်လို့ရမယ်အထိုင်ဝက်ကတော်တော်ကြီးကိုပါတယ်ဝက်လေးတယ်ဒီအထိုင်ကြီးကဘယ်နှခုပါလဲဆိုတော့ဒီမှာတော့အခုလောလောဆယ်နှစ်ခုတွေ့တယ်ဒါတော့ထပ်မဖောက်တော့ဘူးပြီးမှကျွန်တော်ဆင်ပြီးလေအတန်ထွက်စနစ်တွေကျွန်တော်ဆန်းပြပေးဦးမယ် အာပြီးရင်ဒီအထဲမှာသူ့ရဲ့ cable jewelry ဒီ speaker တွေကိုချိတ်ဆက်မဲ့ cable jewelry အကုန်ပါလာပြီဒါပြီးတော့ဒါရဝူဖော်အေးဖြစ်လိမ့်မယ်ဝူဖော်လည်းပေါက်လိုက်ပါဦးဒီဘက်အတွက်ချီလေးတွေတော့နည်းနည်းပါလာမယ်ချီတော့ဟုတ်ပါအိမ်ညောင်ချီဖြစ်လိမ့်ချက်ချီဆိုဒီကောပါကင်ပွင့်သွားလိမ့်အိမ်ညောင်ကြီးအထဲကိုပဲပါနေတယ်ဒါက LG ရဲ့ woofer woofer ပါလို့ရှိရင်ကျွန်တော်တို့က deep bass တွေကိုခံစားလို့ရပြီးသရေကကြီးအရမ်းမှာဝူးဝူးဆိုပြီးတော့ အဲ့ဒါဝူဖာလို့ခေါ်တာဖြစ်ဒီဟာအောက်ထားလာ Okay အာပြီးပါပါလေးနဲ့ဆိုတော့ all demand all speaker ကျွန်တော်တို့အချောင်းအရှိကြီးက၄ချောင်းတော့ပါအဲ့ဒီအတွက်ဒါ speaker အောက်ကအာခြေထောက်အထိုင်ဖူတင်လို့ခေါ်ပါဘောနော်ခြေထောက်အထိုင်ဒီပြီးပြီးတော့ဒါအိပ်ဖြစ်လိုက်လေ packaging ကတော့လမ်ပြန်ထွက်နေစီရမှာမသိ rocket launcher ကြီးကြီးကြတာပဲနေတယ်ငါတို့ဒုက္ခရောက်ဝင်တယ်တွေ့ဘာချောင်းကြီးလဲဆိုသိအဲ့တော့ ဒီအထဲမှာက order ဟို speaker အချောင်းတရာဟာ speaker ချောင်း LG ဒါတွေက authentic ဖြစ်စီရေနော်ဒါဒီဘိုင်းဒီလန်ကြီးရလာတဲ့ပစ္စည်းကြီးကျွန်တော်ဒီရပိုင်းမှာအခုတယောက်နဲ့ကျွန်တော်စကားပြောပြီးတော့သူတို့ကူတော်ကိုကျွန်တော်သွားတယ်သွားပြီးကြည့်တော့သူတို့ကဒူဘိုင်းနေကြကွန်တိန်နာတွေအလုံးလိုက်အလုံးလိုက်တွင်းလာတဲ့ခါကျတော့ဒီလိုမျိုးဒူဘိုင်းကွန်တိန်နာဆိုတော့သူတို့ဒူဘိုင်းမှာလေလံနေရှိတယ်အဲ့ဒီလေလံကနေသူတို့က lot light တစ်ခါတည်းသွားဝေချတယ် အဲ့တော့ဒီလိုပစ္စည်းတွေသူစီမှာအများကြီးပဲပါလာတယ်ဒါပေမဲ့သူတို့ရဲ့ပုံမှန် business မဟုတ်တဲ့အတွက်သူကဒီလိုပစ္စည်းဆိုကိုရောင်းထဲမှာဒီအထည့်ပြီးပုံထားတာကျွန်တော်နဲ့တွေ့ရင်းထဲမှာစကားပြောရင်းထဲမှာကိုပိုက်ဒါရီရှိတယ်ကိုပိုက်ရောင်းလို့ရရင်ရောင်းပေးပါဆိုတော့ကျွန်တော်ကဒီဟာတကယ်တမ်းကို့အတွက်ပူဝေထားတာဒါပေမဲ့သူကျွန်တော်တို့ pass လုပ်ထားရဲဆိုတော့ဝါသနာပါတဲ့လူတွေကိုကျွန်တော်အတူတူရောင်းပေးခြင်းနဲ့ဈေးနှုန်းပြောပေးမယ်ဒီကြိမ်အော်ဟာလေးတစ်စုံလုံး73000 ကျွန်တော်တို့အခုလက်ရှိဗျာစောင်းပါတချောင်းဝယ်ရင်တော့၁၀သိန်းကျော်ပေးရတယ်ဝက်အဲ့ဒါတော့ဝက်900လောက်ပဲထွက်မှာနော်ဝက်900နဲ့300ကျားထွက်ရင်အဲ့ဒါတော်တော်ကောင်းနေပြီစောင်းပါ၁၀သိန်းကျော်ဆိုတာဝက်ဒီလို800ကျော်ထွက်တဲ့စောင်းပါတချောင်းဝယ်ရင်တော့သိန်း30လောက်ပေးရလိမ့်မယ်ဒီကောင်ကြီးတစ်ဆက်လုံးဆိုရင်ဒါဝက်800ကျော် output ထွက်နိုင်တယ် speaker မှာဆိုရင်ဝက်များဖို့လိုတယ်လို့နောက်တစ်ခု brand ကောင်းဖို့လိုတယ်ဗျာဥပမာဗျာကျွန်တော်ကဒါဟို China brand ဟိုပေါ်ပေါ်ပဲပဲလေးတွေကျွန်တော်ရှောက်ရောင်းနေဆိုရင်တော့ ဟိုအတန်တော့စနစ်တွေကိုကျွန်တော်တို့မေးဖို့အဓိကလိုလာပြီ LG ဖြစ်တဲ့အတွက်ကျွန်တော်တို့မယုံရင်တော့ LG ကိုယုံလို့ရတယ်အဲ့ဒါ LG ရဲ့ authentic official ပစ္စည်းတွေညာအဲ့တော့လိုချင်တယ်ဆိုရင်ဝယ်ပါညောကျွန်တော်ကျွန်တော်စင်တာတော့ကျွန်တော်ဒီဗီဒီယိုထဲမှာမဖည့်ပြတော့ဘူးသူ့မှာပါတဲ့အသေးစိတ်ဟာလေးကိုကျွန်တော်ပြောပြမယ်သူ DVD player ကဗျာ full HD upscaling လုပ်ပေးနိုင်တယ်ပေါ့ ဒါပေမဲ့ဒီခေတ်မှာတော့ဘာမဝင်တော့ပါဘူးဒီခေတ်မှာကျွန်တော်တို့က 4K ကြည့်နေတာဟုတ်ဒါတွေကလွန်ခဲ့တဲ့ဒီ Full HD တွေကဟော့ခဲ့တဲ့ခေတ်တုန်းကပေါ့ဗျာပြီးရင် Bluetooth version 2.0နဲ့လာတယ်2.0ကကျွန်တော်တို့အခုဆိုရင် Bluetooth version 5.0လောက်ထွက်နေပြီဗျာ5.0တော့5.0ဟုတ်ကဲ့6ကောင်မထွက်သေးဘူးအဲ့တော့ Bluetooth version ကတော့ generation 3ခုလောက်ကွာတယ်ပေါ့နော်ပြီးရင် easy LGTV control တဲ့ LGTV နဲ့ဆိုရင်ပို့ပြီးတော့ mic ရဲတဲ့ USB direct recording and playback အာ USB နဲ့ direct playback လုပ်လို့ရမယ်ကျွန်တော် stick ထိုးပြီးနားထောင်လို့ရတာကိုပြောတာအခုခေတ်တော့အဲ့ဒါကြီးလည်းသိမလို့လို့ကျွန်တော်ဖုန်းနဲ့ချိန်မယ်ချိန်ပြီးတော့အာကျွန်တော် YouTube နဲ့ရှင်းနေနားထောင်မယ်အဲ့လိုပုံစံမျိုးလုပ်တာများတယ် Bluetooth compatibility အဲ့ဒီခေတ်တော့ Bluetooth compatibility အတော်တော်ကြီးကိုအဆင်ပြေနေပြောလို့ရတယ်ဒီခေတ်မှာတော့အဆင်မပြေတော့ဒီခေတ်မှာဘယ် speaker မဆိုဆို Bluetooth ကပါလာပြီရောအဲ့တော့အပေါ်မှာသူ့ရဲ့အသေးစိတ် detail လေးတွေပါသေးတယ်150 watt output power ထွက်တယ် Dolby Digital Decoder အဒေါ်ဘီဆောင်းစနစ်ပုံစံမျိုးပေါ့နော်ဒေါ်ဘီကဒါဆောင်းပါဆိုရင်တော့လုံးဝ king လို့ပြောလို့ရတယ်ပြီးရင် mp3 ဒါကသူဖတ်နိုင်တဲ့ဒီ format တွေပေါ့နော် dvd format တွေတခြား format တွေအဲ့ဒါတွေကအရင်ကြည့် bluetooth version 2.0 support ပေးတယ်အာ simple link easy tv ld tv control အဲ့ဒါလည်းကျွန်တော်တို့လည်းမဆိုင်ဘူး hdmi interface for hd ready for tv set တဲ့ tv နဲ့ချိန်မယ်ဆိုရင် hdmi ready တဲ့ပြီးရင် tv sound easy set တဲ့ဘာအဲ့ဒါတွေကသိပြီးတော့အရင်မကြည့်တော့ဘူး အဲ့တော့ FM နဲ့ AM ကျွမ်းနာပါတယ်အကယ်မို့နေအဲကျွန်တော်ရန်ကုန်မှာတော့တိတ်နားမထောင်နေပတ်မှာဆိုရင်တော့အဲ့လို FM နားထောင်ဖြစ်တဲ့အိမ်ဒီအတွက်ဆိုရန်ကုန်မှာအကြိုက်တဲ့လူတော့ရှိမှာပါအဲ့ FM ဒီပါကြီးသူကကျွမ်းနာပါပြီးသားတဲ့အာပြီးရင်ဒီအောက်မှာဆိုပါရှိတယ်ဒီအောက်မှာတော့ရိုးရိုးရှင်းရှင်းပဲဒီတော့ဒီတစ်ဆက်လုံးကိုဆင်လိုက်ဒီလိုကြီးပေါ်လာမှာဆောင်းပိုင်းအကြီးရနှစ်ခုအိတ်ဆောင်းပါကိုကျွန်တော်အဲ့လောက်ကြီးရှင်းနေမယ်မထင်တော့ဘူးဒီမှာကြီးကျွန်တော်အရင်နဲ့ကျွန်တော်ရှင်းပြတယ်လောက်ကြီးရှင်းနေတယ်နည်းတယ်မဟုတ်ဘူး ပြောတချောင်းတချောင်းကျွန်တော်တို့ကဘယ်လိုထားလဲဆိုတော့ဒီမှာအဲထဲမှာ user menu တော့အသေးစိတ်ပါလိမ့်မယ်ဗျာကျွန်တော်တို့ကဒီကောင်ကြီးကိုဆင်မယ်ဆိုရင်အခု TV ဘေးမှာဆိုရင် sound bar အကြီးကြီးက2ချောင်းပြီးတော့ဟိုကောင်လေးကကျွတ်လာလားကျွတ်တာလားဘယ်လိုခေါ်ရမလဲ sound system တမားတွေဆိုရင်တော့ခေါ်တတ်လိမ့်မယ် low rate sound တွေကိုထုတ်ပေးတယ်အဲ့အလုံးလေးဒီဟာလေးကကျွတ်တာလို့ခေါ်မယ်တင်တယ်ကျွတ်တာလားကျွတ်နာလားမသိဘူးဗျာကျွန်တော်အဲ့လိုမျိုးခေါ်တယ်ဒါကလည်း TV ရှိမှာပဲထားတယ်ပြီး woofer ကလည်း TV ရှိနားမှာပဲထားတယ်ပြီးတော့ကိုယ့်ရဲ့ထိုင်တဲ့အခန်းရဲ့ ညာဘက်ကိုအနောက်ဘက်ဓာတ်မှာတချောင်းအဲဘယ်ဘက်ဓာတ်မှာတချောင်းဒီလိုအချောင်းကြီးထားထားရင်ကျွန်တော်တို့ကရုပ်ရှင်ကြည့်တဲ့အချိန်မှာလုံးဝ surround တရေအနောက်ကလိုက်နေဆိုအနောက်မှာတကယ်အတန်ကြီးထွက်ထွက်ပြေးပြေးနေရအဲ့တော့လိုချင်နေဆိုရင်တော့လူကြီးမင်းတို့မှာပါဆယ်စုံလောက်ရှိတယ်လို့ပြောပါတယ်ဒီကောက်ရဲ့ကုတ်နံပါတ်တစ်ခါတည်းပြောပြမယ် HT 836 TH လို့ခေါ်ပါတယ်အဲ့တော့ comment မှာကျွန်တော်ကိုအလွယ်ပဲ836လို့ပဲရေးပြီးတော့လူကြီးမင်းတို့မှာပါ ကျွန်တော်စပီကာအပေါ်ထဲမှာကျွန်တော်သွားဆင်အောင်အခုကတော့ unboxing လုပ်နေတယ်ကျွန်တော်ဒီမှာကြည့်ကြည့်တာတော်တော်လေး quality ကောင်းတယ် build quality လုံးဝကျွတ်စင်အရင်မိုက်လေးပေါ့ဗျာအဲ့တော့စင်ပြီးရင်ကျွန်တော်အတန်ဆွမ်းစနစ်တွေကျွန်တော်ဆမ်းပြပေးပါဦးခင်ဗျာညချီပြီးရင်လိုအားလုံးအထူးပဲကျေးဇူးတင်တယ်မှာမယ်ဆိုရင် comment မှာ136လို့ရေးပြီးတော့မှာဆက်ပေးမယ်ကြားလိမ့်မယ်ဆက်ပေးမယ်ကြားလိမ့်မယ်စောင်းပါတစ်ချောင်းစီးပဲရကြမယ် ်ဘယ်နှချောင်းပါလဲဆိုတော့စုစုပေါင်း၄ချောင်းရယ် woofer တစ်လုံးရယ်အာပြီးရင်ဒီจุနာလေးတစ်လုံးရယ်ဆိုရင်စုစုပေါင်းကျွန်တော်တို့က၅၆၆မျိုးရယ်ပြီးရင် DVD player ကြီးပါတစ်လုံးထည့်ရအောင်ဗျာအဲ့တော့ DVD player ကတော့တုံးတော့မတုံးဆိုပေမဲ့မတုံးလို့တော့မရအဲ့ဒီကောင်ကဟိုကလေးပေါ့ဟာလေ Bluetooth ချိတ်ပေါ့အဲ့ဒါလေအဲနောက်ဆုံးဗျာကျွန်တော်ပြောဗျာ DVD player လည်းငါတို့မတုံးချင်ဒီ speaker ကြီးပဲဝယ်ပြီးတော့ဒီကောင်ဒီမှာပါတဲ့ကျိုးနဲ့ ကိုကြိုက်တဲ့ player တစ်ခုခုမှချိန်ပြီးတော့ပြန်သုံးမယ်ဆိုတော့ကျွန်တော်ယူဆတယ်တိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ဘောလို့ဆိုတော့ LG Live Scott အဲ့ဒါညိုရလိမ့်မယ်အဲ့တော့ဒါပါပဲကျွန်တော်ကတော့ကျွန်တော်ဆင်လိုက်